မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အချိန်အခါမှမိုးရွာနိုင်မဲ့သတိပေးချက်အမှတ်စဉ်20မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ18ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွာချက်တွေအရအနောက်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအရှိဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအပူပြန်တဲ့အတိမ်တွေဖြစ်ထွန်းမှုအားကောင်းတာကြောင့်ပဲ၎င်း ဒီနေ့ညနေကနေ22ရက်4လ2025ရက်နေ့အတွင်းမှာတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားကနေနေရာကျကျနဲ့ရောက်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရိုင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးတက်ကြုံရွာကတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ် အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာမို့မိုးရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထချုံတာမိုးကြိုးပစ်တာလျက်စီးလက်တာမိုးသီးကျွေတာနဲ့မြေပြိုတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်ဒါအပြင်မိုးလေဝသတုတေတီအွန်နိုင်ကလည်းအေပလာ၁၈ရက်နေ့နဲ့၁၇ရက်ခွဲမှာအခုလိုထုတ်ပြန်ခဲ့ပါဗျ။အေပလာ၁၆ရက်နေ့မှာမိုးကြုံကာလအတွင်းဝင်ရောက်လာတာဖြစ်ပြီးတော့မိုးကြုံကာလဟာမေလ၁၅ရက်ထိရှိမယ်လို့ဆိုပါဗျ။ မိုးကြော်ကာလအတွင်းမှာကုန်းမြင့်တဲ့ပင်လယ်ပြင်အပူချိန်တွေမြင့်တက်လာကမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ပင်လယ်တွေအတွင်းမှာလေတို့မငြိမ်မသက်ဖြစ်ရကနေလေပြင်းအားနဲ့ရံဝန်မုန်တိုင်းစတာတွေဖြစ်လာတတ်တယ်လို့ဆိုပါတယ်။ကြိုတင်ခမန်းချက်တွေအရတော့မေလလာဇန်ပိုင်းအထိဘင်္ဂလားပင်လယ်ော်အတွင်းမှာလေပြင်းအားနဲ့ရံဝန်မုန်တိုင်းဖြစ်နိုင်ခြင်းဖြစ်မဲ့အခြေအနေမရှိသေးဘူးလို့ဆိုပါတယ်။ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်မော်ပြည်နယ်ကရင်ပြည်နယ်တရင်းတိုင်းဒေသတွေမှာတော့မိုးတင့်တင့်ရွာနိုင်တဲ့အခြေအနေတွေဖြစ်ပေါ်နိုင်တာကလွဲ့ရင် ကြံပြင်းတဲ့တိုင်းအလုံးမှာမိုးအားလျှော်နေပါအောင်မယ်လို့လဲဆိုပါရတယ်။ဒါအပြင်2025ခုနှစ်ဧပြီလ18ရက်နေ့ခံမှန်းချက်တွေရတော့လာမယ့်24နှစ်အတွင်းမှာကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ခရနီပြည်နယ်၊ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းမှာနေရာကွက်ပြီးမိုးကြီးတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပါမယ်။ စကိုင်းတိုင်းမန်းလေးတိုင်းနေပြီးတော့ကောင်းစီပဲခူးတိုင်းအရာရီတိုင်းရန်ကုန်တိုင်းမှာနေရာစိစိကနေနေရာကျကျမူရသွားပါမယ်။ကချင်ပြည်နယ်မန်းလေးတိုင်းနဲ့မွန်ပြည်နယ်မှာတော့လျှက်စီးလက်တာနဲ့မိုးကြိုးပြစ်တာတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်သင့်ပါတယ်။အထူးသတိပေးချက်အနေနဲ့ကတော့မိုးတဲထန်တာကြောင့်ငလင်တန်းခံစားနေရတဲ့အဆောက်အုံတွေပြိုကျတာ၊မြေအကွဲချောင်းတွေမှာမိုးရေဝင်ရောက်တာတွေကြောင့်မြေပြိုတာ၊အဆောက်အုံကျွန်ကျတာတွေဖြစ်ပေါ်နိုင်ပါတယ်။ ငလင်ဘေးတံတင်ပြည်သူတွေအနေနဲ့လည်းအချိန်ကာမှုမိုးကြောင့်ထပ်မံဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုသတိပြုနိုင်ဖို့နှိုးဆော်လာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့နောက်ဆက်တွဲငလျင်နဲ့မိုးရွာသွန်းနာကြောင့်စကိုင်းမြို့ပေါ်နေရာတချို့မှာဒေသခံတွေနေထိုင်ရေးအခက်တွေ့နေတဲ့အကြောင်းပေါ်ပြပေးပါမယ်။မြန်မာနိုင်ငံအလင်းပိုင်းနယ်မန်လေးစကိုင်းကိုဗဟိုပြုလှုပ်ခတ်သွားတဲ့အင်အားရစ်တာစကီ9.9အဆင့်ရှိတဲ့အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲငလျင်တွေကတော့ရပ်ပေါင်း20ကျော်ကြားတဲ့အထိပဲဆက်လက်လှုပ်ခတ်နေစေပြင်းမိုးရွာသွန်းမှုတွေလည်းရှိနေတာကြောင့်စကိုင်းမြို့ပေါ်ရက်ွက်တချို့ကဒေသခံတွေဟာနေထိုင်ရေးအတွက်အခက်တွေ့နေတယ်လို့သိရပါပါတယ်။ စကိုင်းမြို့ပေါ်နေရာတချို့မှာရက်ွက်နေဒေသခံတွေဟာငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နေအိမ်တွေမှာမနေထိုင်ရတော့ပဲလက်ရှိမှာဖုံးတော်ကြီးကြောင့်ဘလုံးကွင်းနဲ့စာတင်ကျောင်းတွေမှာနေထိုင်နေရပါတယ်။အင်းနဲ့တော့ဘသူမှဝင်းမနေရဲ့ဘူးမိုးကနှစ်ရက်ရွာသားတော့တချို့နေရာတွေရေဝင်ကုန်တယ်ဒါပေမဲ့နေပြန်ပူပြန်ချောက်ဆိုပေမဲ့လည်းရွာထဲရက်ကတော့ အိတ်ကြရဖို့ခတ်တယ်လို့စကိုင်းမျိုးပေါ်နေထိုင်သူအမျိုးသမီးကဆိုပါရယ်လက်ရှိမှာတော့စကိုင်းမျိုးပေါ်ကနေရာတချို့မှာစီပင်သာအရေးအဖွဲကပျက်စီးနေတဲ့တိုက်တွေကိုရှင်းလင်းလုပ်ပေးနေပေမဲ့တချို့နေရာတွေကတိုက်ပြက်တွေကတော့ဖြိုချဖို့အကူအညီတွေလိုအပ်နေသေးတယ်လို့စကိုင်းမျိုးပေါ်ဒေသခံတွေစီကသိရပါရယ်စီပင်ကဖြိုပေးစီခြင်းတော့ရက်ွက်ယုံစင်းပေးရတယ်အလှဲကြဖြိုပေးမှာပဲ ဥပါဒါဖြုံမဲ့သူတွေကတော့ကိုယ်အစီအစဉ်နဲ့ကိုယ်ပဲကျန်တာတော့ဘာအစီအစဉ်မှမကြရသေးဘူးအပြိုပြအရှင်းတွေကတော့ရက်ကွက်ရုံမှာပေးထားတယ်လို့စကိုင်းမြို့ပေါ်နေထိုင်သူမျိုးသမီးကဆိုပါတယ်ကိုယ်အစီအစဉ်နဲ့ကိုယ်တိုက်တယ်မဖြတ်ခင်လက်ရှိမှာအိမ်ပိုင်ရှင်တွေအနေနဲ့နေသားသမားတွေကို2000ကျပ်နဲ့ခေါ်ယူပြီးတိုက်အိမ်တွေကိုရှင်းလင်းမှုတွေလည်းလုပ်ဆောင်နေတယ်လို့သိရပါတယ် စကားရောက်တော်မိပြတ်နေတဲ့အတွက်အသုံးပြုဖို့ရေခတ်ခဲ့တာတွေအင်သာအဆခတ်ခဲ့တာတွေလှုံ့မဲ့သူရှိပေမဲ့အင်သာဆောက်ဖို့မြင်နေရမရှိတာတွေတွေ့ခဲ့ရတယ်။အင်ပြုံမဲ့ကိစ္စကတော့ဖြတ်ပေးနေတဲ့ပရဟိတအဖွဲ့တွေကလည်းစက်ပစ္စည်းကမစုံဘူး။အလုံးမတွင်ဘူးလို့စကားရောက်အမြင်ပြင်ကူညီအဖွဲ့ကဆိုပါတယ်။အီဘယ်လာ၁၈ရက်အထိဒေသခံတွေအတွက်အခြေခံလိုအပ်တဲ့ ပြည်စည်းဝေရီအစီအစဉ်လေးဟာအင်တိုက်အားတိုက်ရှိနေပေမဲ့တချို့ရက်ွက်တွေမှာလည်းရောက်ရှိတာတွေနည်းနေသေးလို့ဒေသခံတွေကဆိုပါတယ်။အမတို့ရက်ွက်ကတော့အတော်ကောင်းတာ။တခြားရက်ွက်တွေအုံကြီးတွေမကောင်းဘူးကြတယ်။တချို့လူတွေကလည်းပိုရကျင်ကြတယ်။အဲ့ဒီလိုအခြေအနေတွေတော့ရှိနေတယ်။ယာယီအိမ်သာလေးတော့လက်ရှိစုခန်းတွေမှာလုပ်ပေးထားတယ်။တောင်ပေါ်ဘက်ကတခြားမျိုးတွေမဟုတ်ရင်တော့မပြောတတ်ဘူးလို့ စကိုင်းမြို့ပိုတန်းရက်ွက်နေသူကဆိုပါတယ်စကိုင်းမြို့ပေါ်ကဒေသခံတွေအတွက်ကျန်းမာရေးကိစ္စကိုလက်ရှိမှာရှောင်းဝင်တွေကရွေးစားအစီအစဉ်နဲ့တနင်္လာကို၃ရက်ခန့်အခမဲ့ကူတာပေးနေတာတွေရှိနေတယ်လို့သိရပါတယ်မတ်လ28ရက်မှာလှုပ်ခဲခဲ့တဲ့ငလျင်တန်ကြောင့်ပဲစကိုင်းကရိုင်တွင်တည်ဆုံးသူဦးရေကတော့စုစုပေါင်း611ယောက်ရှိကြောင်းထုံးဖို့အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင် ဒါအပြင်အင်အားရရန်ကုန်မှာတော့မိုးလေလျက်စီးသတိပေးတဲ့အကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမှုလို့ဝတာဥွေပြောင်းအောင်ကတော့18ရက်လေလ2025ရက်နေ့ညနေ6:03မိနစ်ချိန်မှာခုလိုထုတ်ပြန်ခဲ့ပါတယ်။အင်အားတိုင်းဒေသကြီးရဲ့အောက်ပိုင်းရောင်းတိုင်းဒေသကြီးနဲ့သတင်းနိုင်တိုင်းဒေသကြီးတွေမှာနောက်တစ်နာရီအတွင်းမိုးရွာသွန်းတာတွေနဲ့အတူတူလျက်စီးလက်တာမိုးတစ်ကြုံတာနဲ့လေပြင်းအနည်းငယ်ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါရယ်။ဆက်လက်ပြီးတော့မြင်းလင်းသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဧပြီလ18ရက်နေ့မြန်မာစံတော်ချိန်7:22မိနစ် ဆက်လက်စက္ကန့်အချိန်မှာတော့ကမာရေးမြို့နယ်စက္ကန့်ကနေအနောက်မြောက်ဘက်29မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံရဲ့ပြည်ပင်တိုက်ကြီးမြို့ရဲ့အရှေ့တောင်ဘက်9မိုင်ကန်အကွာမြောက်လက်တီကျု7.25ဒီဂရီအရှေ့လောင်ကျင်းကျု95.99ဒီဂရီအနက်30ကီလိုမီတာကိုဖော်ပြပြီးတော့အင်အားရတာစကေ3.1အဆင့်ရှိတဲ့အင်အားနှင်းငယ်ရှိတဲ့မြေလေးတစ်ခုလှုံ့ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးလေဝသနှင့်ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ဒါပြင်မိုးလမတာသူတွေတင်အွန်လိုင်းကလည်း TSPN မြေပြင်မှတ်တမ်းတင်ပွဲကတော့ရမဲသိမ်းမြို့နယ်ပျော်ပွဲမြို့ကြားကနေသခိုင်းပြည့်ရွေချင်းအနေမှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကငလင်ကြီးလှုပ်ခဲ့ပြီးတဲ့နောက်ဖြစ်ပေါ်ခဲ့တဲ့မြေအကွဲမှုနဲ့အနေထားတွေမှတ်တမ်းတင်တပ်ပုံပြီးရိုက်ကွေးလှုပ်ဆောင်နေရလို့ဆိုပါတယ်ကြီးမားတဲ့မြေပြင်အကွဲတာတွေကိုတွေ့ရပြီးတော့ထွေရက်အစိုက်ပြိုးထားတဲ့မြေတွေပျက်စီးတာကိုလည်းတွေ့ရတယ်လို့ဆိုပါတယ် ဆက်လက်ပြီးတော့ဦးလုံးထာနေခရိုင်မှာတင်ငိုင်းမှာရှိတဲ့အလောင်းကနေဘတ်3000တူဖို့ခိုးယူခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။ထိုင်းလူမှုကွန်ရက်ဆမ်မနာရီပေါ်မှာတရဲထံကဘတ်3000တူဖို့ခိုးယူမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းကတော့ဧပြီလ15ရက်ကပြန့်နှံ့ခဲ့ပါတယ်။ ဘန်စင်ဂျာရိုအန်ယွာဝါဖာဖရာနာဟိုင်းတုံတန်မှာတော့အေဘယ်ဆလီယက်ကဆိုင်ကယ်နဲ့ကားကိုဝင်တိုက်မိရကနဲ့ပွဲချင်းပြီးတင်ဆုံးသူအသက်20အရွယ်လူငယ်ကိုတော့မြှုပ်နှံပြီးနောက်ရက်မှာတဲ့ဆွေမျိုးမိတ်တင်ကဟာတွေကအခောင်းထဲကိုနောက်ဘဝမှာနေထိုင်ဖို့အိမ်ဝယ်ဖို့အတွက်ရည်စူးထည့်ပေးလိုက်တဲ့ဘတ်သုံးတော့ကိုတူးဖို့ခွေယူသွားတယ်လို့သိရပါဗျာ။ ဒီစာတိမှာပွဲချင်းပြီးအစိမ့်သေးတဲ့သူကိုသုံးနှစ်တာအခေါင်းဖုံးပွင့်ထားတဲ့ဒလီရှိတယ်လို့တည်ဆုံးသူဘဝကူပြီးချိန်အစဉ်ပြေစီဖို့ငွေကြေးတွေလည်းထည့်ပေးလို့ရှိပါတယ်အတဘချပြီးမှမြင်းမျိုးရနေရာကိုမျက်နှာစိမ်းတခြားရွာသားတချို့ဝေးဝိုက်အကဲခတ်နေတာကို မျက်မြင်တွေ့ရှိခဲ့ပြီးတော့စေသမားတွေအတုံးလို့လို့မိမိမြေရဲ့အခောင်းတွင်ကနေ ငွေတွေတူးဖော်ခိုးယူတာဖြစ်တဲ့အကြောင်းအယူအဆရတပတ်တိုင်တဲ့အထင်ဝိညာဉ်ဟာအလောင်းလေးပါသာရှိနေမှာဖြစ်တာကြောင့်အဲ့ဒီငွေတွေကိုခိုးယူသွားတဲ့သူထံဝိညာဉ်ကကိုယ်တိုင်ပြန်သွားတောင်းမယ်လို့ယုံကြည်လို့ရဲစခန်းမှာအမှုမဖွဲ့ဘူးလို့သင်ဆုံးသူရဲ့အဖိုးကဒေါသတကြီးပြောသွားခဲ့ပါတယ်ငွေခိုးယူသွားတဲ့သူတွေဟာအလုံးခိုးယူတာမဟုတ်ဘဲနဲ့ဗတ်20တန်းတရွက်ကိုတော့ခြံထားပေးခဲ့တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့မန်လေးမှာ Raiders ကြီးငါးတသမအဆင့်ရှိတဲ့ငလျင်လှုပ်ခတ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ငလျင်ဘေးအဆိုးဆုံးကြုံတွေ့ခဲ့ရတဲ့မန်လေးမှာတော့ဒီနေ့ April 18ရက်နေ့လယ်တနားရီကျော်လောက်ကအင်အား Raiders ကြီးငါးတသမတင်အင်အားရှိတဲ့ငလျင်လှုပ်ခတ်တယ်လို့သိရပါဗျ။မန်လေးဒေသခံတယောက်ကတော့ငလျင်ငယ်တွေကဆက်တိုက်လှုပ်နေတယ်လှုပ်ခတ်မှုကတတော်ကိုပြင်းတယ်လို့ပြောလို့ရတယ်။ဒီနေ့လည်းထပ်လှုပ်လို့ထပ်ပြေးကြရတယ်။အဓိကကတော့အဆောက်အုံတွေပြိုကျမှာဆိုရင်လေအဆောက်အုံပြိုကျမှုတွေထပ်ရှိလားမရှိလားတော့မသိရသေးပါဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့ April 15ရက်ကလည်းမန်လေးမြို့မှာ ိုသဲထန်စွာရွာသွန်းပြီးရေကြီးမှုတွေဖြစ်ခဲ့တာကြောင့်ငလျင်တန်ထိထားတဲ့အဆောင်တချို့ပြူကြတာတွေရှိခဲ့ပါတယ်။ဒီလိုမျိုးငလျင်ဘေးတက်အပြင်တဘာဝဘေးတံကိုပါကြုံတွေ့ခံစားရတာကြောင့်နေအိမ်တွေမှာမနေရကြတော့တဲ့အပြင်စိုးရိမ်စိတ်တွေနဲ့နေထိုင်နေရတယ်လို့လည်းသိရပါတယ်။ မန္တလေးဒေသခံနောက်တရားကတော့ကျွန်တော်တို့အိမ်ဘီနာမှာဆိုရင်ငလျင်ထိထားတဲ့တိုက်တွေရှိတယ်လေအဲ့ဒါကြောင့်ငလျင်လှုပ်ပြီးဆိုရင်ကြောက်ပြီးတော့ပြီးရတာပေါ့ရှင်းလင်းရေးတွေကလည်းလုံနေတာတော့ရှိတယ်ဒါပေမဲ့လှုပ်ရအောင်မာတွေကတော့အများကြီးကြံပါသေးတယ်ဒါတွေကိုအမြန်ဆုံးဆောင်ရွက်ပေးနိုင်ရင်တော့ပိုကောင်းမှာပါလို့ဆိုပါရယ်လက်ရှိမှာတော့မန္တလေးမြို့ကဒေသခံတွေအများစုကတော့ဘောလုံးကွင်းတွေနဲ့ကျောင်းတွေမှာရွာကြီးရွက်ဖြစ်တဲတွေနဲ့နေထိုင်နေရတာပါ အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးအေဘယ်18ရက်မွန်းလွဲပိုင်းတည်နော့ဆက်တွဲငလျင်အကျင်ရ140တိလှုပ်ခတ်ထားတယ်လို့မွန်းလွဲသားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါရဲ့ရှင်